ဘုရားဆန်းတော်မှာစွန့်သည့်ဆွမ်းများကို လူပုဂ္ဂိုလ်များစားသုံးသင့်ပါသလားတဲ့ဒါကဒီအစွဲလမ်းကဘယ်လိုကလာတာလဲဆိုစားကောင်းမစားကောင်းဆိုတာဘာကြောင့်မစားကောင်းဘာကြောင့်စားကောင်းလဲဆိုတာနှစ်ခုရှိပြီเนาะဒါကမြန်မာရာဇဝတ်မှာမလူအမင်းကြီးကိုအနော်ဒါအချင်းချထားတဲ့အချိန်မှာ ဘလူဝမင်းကြီးကစကားပြောလိုက်လို့ရှင်ပါဇက်ကနေပြီးတော့ဟောအရောင်တွေထွက်ထွက်လာတယ်လို့ပြောအခုခေတ်လည်းအရောင်ထွက်တဲ့လူရှိပါတယ်။သွားကိုစိန်ကွတ်ထားချမ်းညဘမသွားကိုစိန်ကွတ်တဲ့လူတွေရှိတယ်။ချမ်းသာတဲ့လူညာအဲ့ဒီလူဆိုရင်တော့ထွက်နိုင်တယ်။အဲ့ဒီဘလူဝမင်းကြီးအရောင်ကထွက်ထွက်လာတဲ့အခါကျတော့အဲ့ဒါမြင်လိုက်ရရင်အနောထာမင်းကြီးက စိတ်ထုတ်လန့်မှုတွေဖြစ်တယ်တဲ့အဲ့ဒါကြောင့်မို့ဒါမဖြစ်အောင်လို့ဆိုပြီးဆွမ်းတော်တင်နဲ့ဆွမ်းကိုကျွေးတာအဲ့ဒါကြောင့်မို့ဒီအယောင်ပြောက်သွားတဲ့လူတွေရာဆွေထဲမှာဒီလိုရှိတယ်ဒီလိုရှိတာကအစွဲပြုပြီးတော့ဆွမ်းတော်ကြမစားကောင်းဘူးလို့ဆိုဒီဟာအတိတ်တွေကဟုတ်ချင်မှဟုတ်မှာဆွမ်းတော်တင်တာကြီးဟုတ်ချင်မှဟုတ်မှာသူဘာတွေလုံးမှမသိပဲနဲ့နော်အဲ့တော့ဖျားဆွမ်းတော်ကြစားလို့ကတော့ဘာမှဖြစ်เสียအကြောင်းမရှိဘူး ဘာမှဖြစ်เสียအကြောင်းမရှိပါဘူးအဲ့လိုဆိုဘုရားမတင်ခင်ကတော့နိုင်မစားနဲ့ပေါ့ဟိုကပိယကြီးတယောက်လုံးလည်းမလုံနဲ့ကပိယကအဲ့ဒါဆုံးတော်တင်တာကိုသူနေတိုင်းစားရတယ်နေတိုင်းစားရတဲ့အခါကျတော့ဆုံးတော်တင်တဲ့လူကဒီဘုရားကိုမောမြဲမြဲထဲ့တဲ့အခါအဲ့ဒီကပိယကသူကဝေသားသူနဲ့မတည့်တည့်ရကြတော့ဝေသားတို့ထဲ့တာမြင်တော့အဲ့ဒါကလည်းမတည့်ဘူး ဲ့လိုပြောတဲ့အဲ့လိုဖျားမစားခင်ကတော့မတဲ့တာမလုံးနဲ့ပေါ့အကြာတော့သူ့သူ့အတွက်လို့ထင်းလာတယ်သူစားရမှသေချာလာတဲ့ခါကျတော့အဲ့လိုတော့မကောင်းဘူးပေါ့နော်တော်ကြတော့ဟိုဝင်းလေးထက်လိုက်ပါအောင်ဒီဟင်းလေးထက်ဒါငါကြိုက်တယ်လို့လုံးချအဲ့လိုဖြစ်လာတတ်တယ်အဲ့လိုမဖြစ်အောင်တော့ဖျား ဆန်းတော့တင်စားလို့တော့ဘာမှတော့မဖြစ်ဘူးဖရာဝေယဝိသလှုပ်ပြီးတော့ဒီဖရာကစွန့်လိုက်ပြီဆိုတဲ့အခါမှာတော့စားကောင်းပါလေစားကောင်းတယ်